မက္ကဆီကိုနိုင်ငံမက္ကဆီကိုစီးတီးမြို့တော်မှာနိုဝင်ဘာ15ရက်ကသမရကလော်ဒီယာရှိမန်ရဲ့အစွန်ရအဖွဲ့ကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့နဲ့အဓိကယုံဖြစ်ပွားခဲ့ကောင်လူ120ခန့်တရားရရှိခဲ့တယ်လို့ဒေသခံအာဏာပိုင်တွေကပြောကြားခဲ့ပါတယ် Generation Z တွေရဲ့ကိုယ်စားလှယ်တွေကလူမှုမီဒီယာပေါ်မှာစီးရုံးခဲ့တဲ့ဒီဆန္ဒပြမှုဟာမူရင်းစေဝါအကြမ်းဖက်မှုနဲ့ရှိမန်ရဲ့လုံခြုံရေးမူဝါဒတွေကိုစန့်ကျင်ခဲ့တာဖြစ်ပြီးဆန္ဒပြမှုမှာအသက်အရွယ်ပေါင်းစုံပါဝင်ခဲ့ကြောင်း AFP သတင်းတောက်တွေကပြောပါရတယ်။ 2024ခုနှစ်အောက်တိုဘာလကအာဏာရလာခဲ့တဲ့အချိန်မှဟာ၎င်းရဲ့ပထမနှစ်အတွင်းလူရုထောက်ခံမှုနှုန်း80ရာခိုင်နှုန်းကျော်ရှိခဲ့ပေမဲ့နိုင်ငံအတွင်းလူသေများထင်ရှားသူတချို့တပ်ဖြတ်ခံနေရတာကြောင့်၎င်းရဲ့လုံခြုံရေးမူဝါဒအပေါ်ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။နိုဝင်ဘာ15ရက်ကဖြစ်ပွားခဲ့တဲ့အထိကရုံးမှာရဲရရှိ100ခန့်နဲ့ဆန္ဒပြသူ20ခန့်တရားရခဲ့ပြီးလူ20ခန့်ဟာဖောက်ထွင်းလူရဲမှုလိုမျိုးပြစ်မှုတွေနဲ့ဖမ်းဆီးခံခဲ့ရပါတယ်။